ိုင်းတင်ဆက်ဆက်မှာကိုယ်စိတ်ကိုယ်ရအတိုင်းပြင်ဆင်ပြီးနေလို့ရတဲ့အခန်းအခန်းကိုမိတ်ဆက်ပေးသွားပါမယ်။ ဒီနေ့မိတ်ဆက်ပေးမယ့်တိုက်ခန်းအစီအများကတော့ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့သင်္ကန်းကျွန်းမြို့နယ်လေးတောင်ကန်ရက်ကွက်လေးတောင်ကန်လမ်းမကြီးရဲ့နှစ်လမ်းမြောက်ဖြစ်တဲ့ကန်တော်လမ်းမတီရှိနေရပဲဖြစ်ပါတယ်ရှင်တစ်သားလကားကိုလက်ဆင်ပေးထားပြီးတော့ဝရဏာတီးတန့်ပါရှိပါတယ်ရှင်ဝရဏာတော်လေးမြင့်နဲ့ခြေစဉ်ကအိတ်ခန်းအိတ်ခန်းတို့ပြပေးပါအောင်မယ်ရှင်မင်းဝင်ပေါက်တကားမှာဆိုရင်တစ်သားလကားကိုလက်ဆင်ပေးထားပြီးတော့ လူကြီးမင်းတို့စိတ်ကြိုက်ပြင်ဆင်လို့ရဖို့အတွက်ဟောခန့်ကိုထားရှိပေးထားပဲဖြစ်ပါတယ်။ဒီတစ်ခန်းလုံးရေရင်မီးတွေအတွက်တူအသုံးပြုလို့ရဖို့ပဲ main box ကိုထားရှိပေးထားပဲဖြစ်ပါရဲ့ရှင်။ဒီ main box ထဲကခလုတ်တွေအားလုံးတင်လိုက်ပြီဆိုတာနဲ့ရေရင်မီးတွေအတွက်တူအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။ဒီဘက်ဘေးဘက်ဗရင်ပေါက်တွေမှာဆိုရင် PVC တကားတွေတက်ဆင်ပေးထားပြီးတော့ဘေးတိုင်းမရှိတဲ့အတွက်ကြောင့်မလို့အလင်းအောင်နဲ့လေဝင်လေထောက်ကောင်းစွာရရှိမှာပဲဖြစ်ပါတယ်ရှင်။မီးလိုက်ရေလိုက်ဆေးလိုက်တွေကအကုန်အစ်စ်ပြန်ဆွဲထားတာပဲဖြစ်ပါတယ်။ မီးပုံကန်ဆိုရင်စိမ့်ချိုက်ပြင်လို့ရမယ်ဂျိုးကန်ထဲမှာဆိုရင်ကျင်းပြခင်းကျင်းပြကတ်ပေးထားမယ်ရေတိုင်ရင်တလုံးပေါဝင်มาပဲဖြစ်ပါတယ်တိုင်းလမ်းမှာဆိုရင် PVC တကောက်တက်ဆင်ပေးထားပြီးကျွေးပြားခင်းကျွေးပြားကပ်ပေးထားမယ်ဘိုးရိုင်းအင်တာအတစ်တလုံးကိုတက်ဆင်ပေးထားရပဲဖြစ်ပါတယ်အရေးပေါ်လေကားပေါက်မှာဆိုရင်တစ်သားတကောက်တစ်ချက်ကိုတက်ဆင်ပေးထားပြီးတော့မီးဖို့ခုံမှာဆိုရင်နှံပေပတ်လည်ကျွေးပြားလေးခင်းပေးထားမယ်ဘေးစင်ပါရှိပါတယ်ရှင် တင်ငန်းကျုံကတော့ရေလိုင်းကတော့အတော်လေးကောင်းပါတယ်အဝီစိတွင်လည်းပါရှိပါသေးရှင့်ပေစိပေ90ခရက်မြေပေါ်မှာ ရှင်ခွဲတိုက်ဆောက်လုပ်ထားပြီးတော့6တက်တိုက်အမျိုးအစားပဲဖြစ်ပါတယ်ရှင်။ရှင်စင်ကြောင်ညာပေးခဲ့တဲ့တိုက်ခန်းအလွှာကတော့ပထမတက်စစ်စစ်ပဲဖြစ်ပါတယ်ရှင်။တက်ခန်းတလွာစီရဲ့ပေကျဲတွေကတော့ဆက်နံပေခွဲ50ပေကျဲဝန်းရပဲဖြစ်ပါတယ်ရှင်။အခန်းအမြင့်အားဆိုရင်ဖြင့်6ပေအမြင့်ပဲဖြစ်ပါတယ်ရှင်။ဒီခန်းကအလှည့်အားဆိုရင်အရှိတောင်တိုက်မှန်ပေါင်းခြင်းရတော့1ပဲဖြစ်ပါတယ်ရှင်။ပထမတက်စစ်စစ်အလွှာနိုင်လေးလေးဖြစ်တဲ့လူမနေရသေးဘူးတိုက်အစ်စက်ကူမှနေခြင်းပါတယ်ဆိုရဲလူကြီးမင်းတို့အတွက် လုံးဝအသင့်တော်ဆုံးခံပဲဖြစ်ပါတယ်ရှင်ဒီတိုင်ခမ်းအသင့်ဆက်ဆက်မှာဘယ်ညာနှခမ်းရောက်မှုရှိပါရဲ့ရှင်တခမ်းချင်းစီရဲ့အယောင်စင်းနှုံးတွေကတော့3600ကိုအထူးညီနိုင်ရောင်ချပေးသွားမှာဖြစ်ပါတယ်စာရွက်စာတမ်းအပြည့်အစုံရှိပြီးတော့ BCC ကြတာလာပိုင်းမဲ့ရှိသေးတဲ့တိုက်အသင့်ဆက်ဆက်အခမ်းပဲဖြစ်ပါတယ်ရှင်းစင်ကြောင်ညာပေးခဲ့တဲ့ဒီတိုင်ခမ်းကိုချိန်နေတဲ့လူကြည့်ရှုခြင်းနဲ့ဝေယူခြင်းပါတယ်ဆိုရင်လူကြီးမင်းတို့အနေဖြင့်တနအီလောက်တော့ကြိုတင်ချိန်ဆပေးပါရှင်ရှင်းစင်ကဒီလိုအခမ်းပေါက်များစွာကိုနောက်ထပ်ရက်များမှာကြောင်ညာပေးသွားမှာ ောင်းမလို့ follow နှိပ်ပေးခဲ့ဖို့မမေ့ပါနဲ့ရှင်